ါပါရှင်ကျမကတော့ချေချိုဆက်ပါ DBB ရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်မြန်မာနိုင်ငံကငလျင်ဘေးသင့်ပြည်သူတွေအတွက် ထောက်ပံ့ရေးပစ္စည်းတွေတည်ဆောင်လာတဲ့တရုတ်နိုင်ငံစစ်ချင်းကြီးအသင်းကရင်တန်းကိုစီကိုစစ်ကောင်စီတပ်ကဆက်လက်တွေနဲ့ပြစ်ခတ်ခဲ့လို့နောက်ကြောင်ပြန်ဆုတ်ခဲ့ရတယ်လို့ TNL တပ်ဖွဲ့ကဧပြီလ1ရက်ညပိုင်းကထုတ်ပြန်ထားပါတယ်ငလျင်သင့်ပြည်သူတွေအတွက် ထောက်ပံ့ရေးပစ္စည်းတွေတည်ဆောင်လာပြီးတရုတ်နယ်စပ် ရွှေလီမြို့ကနေတဆင့်မန္တလေးမြို့ကိုထွက်ခွာလာတဲ့တရုတ်နိုင်ငံကြက်ချင်းဒီအသေးရင်နှန်းတွေကိုဧပြီလ1ရက်ည9:00နာရီကျော်ကနောက်ချိုမြို့နယ်အုံမတီကျေးရွာနားမှာစစ်ကောင်စီတပ်ကအသင်းဆောင်ပြီးပြစ်ခတ်ခဲ့တာဖြစ်တယ်လို့ TNL ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်အခုလိုတွားရောက်ကူညီဖို့စစ်ကောင်စီကိုသတင်းပို့ထားခဲ့ပြီးဖြစ်ပေမဲ့လက်မှာအခုလိုပြစ်ခတ်ခံရတာကြောင့်ရင်းနှန်းတွေအားလုံးနောက်ချိုမျိုးဘက်ကိုပြန်လည်ဆုတ်ခွာလာခဲ့ရတယ်လို့ဆိုပါတယ် လက်ရှိမှာရေနံတွေကိုတအန်းတက်မတော့ TNL ကကာကွယ်စောင့်ရှောက်ပေးထားပြီးလိုရာခီးဆက်လက်ပို့ဆောင်ပေးသွားမယ်လို့လည်း TNL ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ TNL ရဲ့ထုတ်ပြန်ချက်နဲ့ပတ်သက်လို့စစ်ကောင်စီဘက်ကဧပြီလ2ရက်မနေ့အစောပိုင်းအထိရှင်းလင်းပြောကြားထားတာမရှိသေးသလိုရေနံပြစ်ခတ်ခံရမှုနဲ့ပတ်သက်ပြီးဘယ်လနဲ့ကအဖွဲ့အစည်းကပြစ်ခတ်ခဲ့တယ်ဆိုတာကို DPP အနေနဲ့ဆက်လက်အတည်ပြုနေဆဲဖြစ်ပါတယ်ရှင်။ တဘာဝဘေးကြုံနေရပေမဲ့စစ်ကောင်စီရဲ့ထိုးစစ်နဲ့လေကြောင်းတက်ခိုင်းမှုတွေဆက်ရှိနေတယ်လို့ KIO ဘက်ကပြောပါရယ်ထက်အောင်တရေပေးပို့ထားပါရယ်ရှင်။စကိုင်းမြို့ဤကိုဗဟုပြုပြီးအင်အားခွနစ်တက်သမခွနစ်ရှိအင်အားပြင်းငလင်တခုလုတ်ခတ်ခဲ့တာကြောင့်မြန်မာပြည်အနှံ့နေအဆောက်အဦတွေပြိုတာလန်ဒရာတွေပျက်စီးတာတွေအပြင်လူထောင်ချီတိုက်ဆုံးခဲ့တယ်လို့ထောင်နဲ့ချီပြီးထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။လက်ရှိအချိန်ထိလည်းလူသေဆုံးမှုတွေကဆက်ပြီးတိုးလာနေပါတယ်။ ဒါပေမဲ့လည်းစစ်ကောင်စီဘက်ကတော့လေကြောင်းတိုက်ခိုက်မှုတွေနဲ့ထိုးစစ်တွေကိုဆက်ပြီးလှုံ့ဆော်နေတာပါကချင်ပြည်နယ်အတွင်းမှာရှိတဲ့ဗမောမြို့မှာစစ်ကောင်စီဘက်ကလေကြောင်းကနေပုံကျဲတိုက်ခိုက်တာတွေကိုဆက်မပြတ်လုပ်နေသလို KNY တပ်မှရှင်းနေမြင်ပါလဲမတ်လ30တရက်နေ့မှာလေကြောင်းကနေတိုက်ခိုက်တာရှိတယ်လို့ KNY သတင်းပညာရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးကပြောပါတယ်ဒါပြင်ဝိုင်းမော်မြို့နယ်နဲ့လီရိုလမ်းဘက်မှာလည်းစစ်ကောင်စီရဲ့ထိုးစစ်တွေဆက်ရှိနေတာကြောင့်တိုက်ပွဲတွေဆက်ရှိနေတယ်လို့ပြောပါတယ် KI တက်တွေကိုတော့တဘာဝပြီးဂျုံနေရတဲ့ကာလမှာထိုးစစ်တွေမလုပ်ဖို့ညွှန်ကြားထားပြီးစစ်ကောင်စီရဲ့ထိုးစစ်တွေကိုပဲခုခံကာကွယ်နေတယ်လို့လည်းဆိုပါတယ်။ရှင်ဒီနေမှာတော့သူအတူအတူပြေလွှတ်မှုတော့ရပ်တာမရှိဘူးလို့အဲဒီကောတာကျေဦးနေနေတော့ရူးဘက်ကနေခုစစ်ချက်နံဟုတ်လို့ရှိတော့အသက်ကိုယ်ကတော့တက်နေဆုံးမဆောင်ဖို့ကတော့ကျွန်တော်ပြောထားတာရှိပါတယ်။အဲဒီသူစစ်နံလို့ရှိတော့ ူပန်တဲ့တက်ကောင်းရှိပါပါစကောင်စီဘက်ကတော့လူမှုဘလောက်ဒုက္ခရောက်ရောက်စီးရီးတွေကိုရက်တမ်းမှုစိတ်ကူးရှိမနေဘူးလို့လည်းဘုံကြီးနော်ဘူးကဝေဖန်ပါတယ်ကျွန်တော်အမြင်ကတော့အဲကျွန်တော်ပြည်သူလူထုတွေဘလောက်ပဲဒုက္ခရောက်ရောက်စီးရီးကိုတော့လုံးဝအစီးရီးလုံချမှုကတော့မရက်တမ်းဘူးလို့အမောရှိပါတယ်လို့ပုံစံဖြစ်ပါတယ်အဲ ကကျင်းစာနာမှုကိုလည်းတမန်ထားတဲ့ပုံစံမျိုးအခုလိုမျိုးအစီအရေးတွေကိုဆက်လုပ်ကြတယ်။ဘုံမျိုးရှိပါလား။ဒါပြင်ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်မှာလည်းစစ်ကောင်စီဘက်ကလေကြောင်းတိုက်ခိုက်မှုတွေလုပ်နေတာရှိတယ်လို့စီးရဲသတင်းရင်းမြစ်တွေကပြောပါတယ်။ DV Data Team ကကောက်ယူထားတဲ့စီးရဲတွေအရဆိုရင်ငလျင်ကျောင်းနိုင်ငံတော်ကတေဆုံးသူ3900ဝန်းကျင်ရှိပြီဖြစ်ပြီးတန်ရာသူ4500ကျော်ရှိနေပြီဖြစ်တယ်လို့ပျောက်ဆုံးနေသူတွေလည်းရာနဲ့ချီပြီးရှိနေပါတယ်ကျွန်တော်ထားအောင်ပါ မြန်မာနိုင်ငံမှာအင်အားပြင်းကလင်တစ်ခုလှုပ်ခတ်ပြီးတဲ့နောက်အမိုးကမရှိဘဲခိုကိုရမဲ့ဖြစ်နေတဲ့လူပေါင်းများစွာအတွက်အကူအညီတွေကိုကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီ UNHCR ကမလ31ရက်မှာပေးပို့လိုက်ပါတယ်။မန္တလေးနဲ့နေပြည်တော်ဒေသတွေကငလျင်ဘေးသင့်သူ2000ခွဲကိုအရေးပေါ်ထောက်ပံ့နေတယ်လို့ UNHCR ကပြောပါတယ်။တောက်ကြနေကငလျင်အပြီးမှာ အမိုးအကာရေသက်နဲ့ဆေးဝါးတွေပြက်လက်နေပြီးအဆောက်အုံတွေပြက်စီတဲ့အပြင် လူထောင်ချီတည်ဆုံခဲ့ပါတယ် Richter scale 9.9ရှိတဲ့ငလျင်ကြောင့်မလ31ရက်တိလူပေါင်း2900ကျော်သေဆုံးပြီး4500ကျော်ဒဏ်ရာရခဲ့တာပါအထူးကတရားတွေနဲ့လမ်းတွေအပါဝင်အရေးကြီးတဲ့အခြေခံဆောင်တွေအပြင်းထန်ပြက်စီးခဲ့ပါတယ် UNAIDS ဆရာကမြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေကိုလူသားချင်းစာနာထောက်ထားမှုဆိုင်ရာထိုက်တန်အစဉ်အကျပ်တွေပြည့်သတ်မှတ်ခဲ့ပါတယ်ရှင် ငလျင်နောက်ဆက်တွဲကယ်ဆယ်ရေးလုပ်ငန်းတွေထိရောက်စွာဆောင်ရွက်နိုင်ဖို့တိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေမှာ ထိုးစစ်တွေမပြုတ်လို့ပဲတလတာတစ်ဖက်သက်အပြေးရလိုက်ကြောင်းမြောက်ပိုင်းညီနောင်မဟာမိတ်တိုင်းသားလက်နက်ကိုင်သုံးဘွဲကဧပြီလ10ရက်နေ့ကထုတ်ပြန်ကြေညာလိုက်ပါတယ်မလာ28ရက်နေ့က Richter scale 9.8အစင်ရှိတဲ့အင်အားပြင်းငလင်လှုပ်ခတ်ခဲ့ပြီးနောက်နောက်ဆက်တွဲငလင်တွေထမှန်လှုပ်ခတ်နေတာဖြစ်ပါတယ် စကိုင်းမန္တလေးရှမ်းပြည်နယ်ပဲခူးနဲ့နေပြီးတော့အပါအဝင်မြန်မာနိုင်ငံတွင်းကနေရဒေသအများပြားမှာအသက်အိုးအိမ်တွေထိခိုက်ဆုံးရှုံးရပြီးဖျားကြောင်းကန်စည်ဒီပထိုးပလီစတဲ့သာသနိကအဆောင်တွေရှေ့ဟောင်းရင်ကျေးမှုအမွေနှစ်များစွာပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ညီနောင်မဟာမိတ်တုံ့ပွဲအနေနဲ့ငလင်နောက်ဆက်တွဲအခြေအနေတွေကိုအလေးနက်ထားစောင့်ကြည့်လေ့လာပြီးတဲ့နောက်ငလင်တန်တဲ့ဒေသတွေမှာ ကွန်ဂျီကစဲလုပ်ငန်းတွေကိုအဆင်ပြေစွာလှုပ်ဆောင်နိုင်ဖို့နဲ့ငလင်တန်သင့်ပြည်သူတွေအရေးတကြီးလိုအပ်နေတဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီတွေအမြန်ဆုံးရရှိစေနိုင်ဖို့လိုလားအကြောင်းလဲထုတ်ပြန်ချက်မှာဆိုရတယ်။ထုတ်ပြန်ချက်ကြေညာလိုက်တဲ့ April 10ရက်နေ့ကစပြီးစစ်ကောင်စီနဲ့တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေမှာမိမိကိုယ်ကိုခုခံကာကွယ်တဲ့တုတ်ပြန်မှုကလွဲပြီးထိုးစစ်ဆင်တိုက်ခိုက်တာမျိုးပြုလုပ်မှာမဟုတ်ပဲ April 30ရက်ထိတလားတာတစ်ဖက်သက်အပြစ်ခံရက်စဲတယ်လို့လည်း ညီနာမဟာမိတ်အုံဘွဲကဆိုပါတယ်ရှင်ဒီပီပီရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မကတော့ချူချူဆန်ပါရှင်